အရင်ဆုံးဒီစာအုပ်လေးဝယ်ထားပြီးပြီဆိုရင်ဒါလက်မစာအုပ်ပေါ့နော်သုံးမျိုးတည်းကမှဒီလက်မစာအုပ်လူကြီးစာအုပ်ပေါ့လက်မစာအုပ်လူကြီးစာအုပ်ကိုဖွင့်ကြည့်လိုက်ရင်ဗာတွေ့ရမလဲဆိုတော့တချဲ့ရဲ့လက်ဦးစရာအုပ်တချဲ့ကျေစုတင်ကြံကတော့ထားတဲ့စာလေးတစ်ခုတွေ့ရမယ်ပြီးတော့ဩစာရကတစ်ခုနေတာမာရီကာမာရီကာကိုကြည့်ရအောင် နံပါတ်1ကနေစပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှင်ပေတံမှတ်နေရနေစပြီးထားတယ်เนาะပေတံမှတ်နေရတော့ချုပ်နေကြတူတွေကတော့ easy going ပေါ့အရန်လွယ်တယ်အရန်တည်နေပြီကွယ်ဒါပေမဲ့အခုမှစချုပ်စချုပ်ပညာကိုစလေ့လာမယ်အလူအစ်စ်ပေါ့เนาะစိမ့်နေဆိုလို့ရှင်ပေတံကိုမသိနိုင်ဘူးဘာလို့မသိနိုင်တာလဲဆိုတော့ပေတံဒီစချုပ်ပေတံဒီရှစ်စိတ်ပဲရှိရတဲ့ကြောင့်မလို့မသိနိုင်တာများသောအားဖြင့်မှတ်တတ်တယ် ပေတန်တွေအကုန်လုံးက10စိတ်ရှိတယ်စင်တပီလာသမားတွေဆိုလို့ရှိရင်လည်း10စိတ်နဲ့တွက်တယ်ဒါပေမဲ့တချို့တို့စက်ချုပ်လက်မနီးမှာဆိုလို့ရှိရင်ကြတော့ပေတန်ကတလက်မတလက်မကို8စိတ်ပဲရှိတယ်เนาะအဲ့ဒါတချက်သိထားရမယ်တလက်မတလက်မကို8စိတ်ပဲရှိသည့်အတွက်ကြောင့်လက်မဝက်လို့ပြောလိုက်ရင်4စိတ်ဆိုတာသိရမယ်เนาะလက်မဝက်ဆိုလို့ရှိရင်5စိတ်နဲ့မှားမှားပြီးတော့ဆွဲတဲ့အခါကျတော့တချို့တို့ပက်တန်တွေဆွဲလို့ရှိရင်လူခန္ဓာကိုယ်ရဲ့၄ပုံတစ်ပုံဆွဲတယ်ပေါ့အခြေချမ်းဆိုရင်ဘယ်ညာတစ်ခုမှတချမ်းကိုဆွဲတယ်အနောက်ချမ်းဆိုရင်လည်းဘယ်ညာတစ်ခုမှတချမ်းကိုဆွဲတယ်ဆိုတော့တကယ်လို့အခြေချမ်းဆွဲပြီးဟေးဆိုရင် လူခန္ဓာကိုယ်ကလေးပုံတော့မဟုတ်ဘူးလားရှေ့ချမ်းဘယ်ညာအနောက်ချမ်းဘယ်ညာအဲ့ဒီဟာအဲ့ဒီဟာကမှကိုကတစိမ့်စာဆွဲတာလေတပုံစာဆွဲတာပေါ့နော်တပုံစာဆွဲတာအဲ့ဒီဥစ္စာကိုတကယ်လို့များကိုကလက်မဝက်ကိုငါးစိမ့်နဲ့သာမှားပြီးတော့တွက်နေမယ်ဆိုလို့ရှိရင်တစ်ခုမှတစိမ့်ပို့နောက်တစ်ခုမှတစိမ့်ပို့နောက်တစ်ခုမှတစိမ့်ပို့နောက်တစ်ခုမှတစိမ့်ပို့ဆိုတော့လေးခုဆိုလို့ရှိရင်လေးစိမ့်ပို့သွားပြီဆိုတော့နောက်ထပ်လက်မဝက်ထပ်ပို့သွားပြီဆိုတော့အင်ကြီးကပွားနေတော့မယ်ပုံမကျနိုင်တော့ဘူး တော့ပေတံမှတ်နီကိုအရေးမကြီးဘူးမထင်ပါနဲ့ပေတံမှတ်နီဒီလည်းအရေးကြီးတယ်တစိမ့်ဆိုရင်တစိမ့်အရန်စကားပြောတယ်နော်အရင်တော့ဒီချေလဲတန်ပေတံသုံးတယ်ဒါပေမဲ့ခုနောက်ပိုင်းဒီပေတံလေးကိုသဘောကျတယ်နော်ဘာလို့သဘောကျတာလဲဆိုတော့ဒီပေတံကဒီမှာအဲတစိမ့်ကတဝက်အထိသူကပါထားပေးသေးတယ်နော်တစိမ့်ရဲ့တဝက်ဒီမြင်ရလားမသိဒီမှာ တစိတ်ကိုမှတဝက်ထက်ဝက်ပေးထားသေးတယ်ကိုကတစိတ်မယူခြင်းမဲနဲ့တစိတ်ခွဲလောက်လေးပဲလိုချင်တယ်ဆိုလို့ရှိရင်လည်းယူလို့ရတဲ့အနေထားနော်ဆိုတဲ့အခါကျတော့ဒီမှာ၈စိတ်ဆိုလို့ရှိရင်သူက16စိတ်အထိပိုင်းထားပြီးတယ်လို့ပြောချင်တာရမယ်နော်ဆိုတဲ့အခါကျတော့အခုအဲဒီပေတန်တက်တက်လက်မမှာဘယ်နှစိတ်ရှိတယ်ဆိုတာကိုတည်သွားပြီ။နော်တည်သွားပြီပြီးလို့ရှိရင်ပေတန်နေရ18လက်မထွက်တယ်။တန်ပေတန်မဲ့ဖြစ်ဖြစ်တခြားပေတန်မဲ့ဖြစ်ဖြစ်ဒီပေတန်မဲ့ဖြစ်18လက်မထွက်တယ်။အများသောအားဖြင့်20 20လက်မရေးသုံးတဲ့လူတွေလည်းရှိပါတယ်။ဒါပေမဲ့ ဆက်ရှိလက်မှတ်ထွက်တာများတယ်ပေါ့နော်တီချဲတော့ဆက်ရှိလက်မှတ်ထွက်တဲ့ဟာကိုကြိုက်တယ်ဆက်ရှိလက်မှတ်ဒီဘာနဲ့ညီမြလဲဆိုတော့တီချဲတို့အခေါ်တဒောင်နဲ့ညီမြတယ်နော်ပိတ်စာတွေပဲဖြတ်လို့တဒောင်နှစ်တောင်ဖြတ်မယ်ဆိုလို့ရှိရင်ဒီဆက်ရှိလက်မှတ်ရဲ့တပြန်နှစ်ပြန်ကိုသုံးပါပါတကိုက်ဒီ36လက်မှတ်ရှိတယ်36လက်မှတ်ဆိုတော့ဆက်ရှိနှစ်ပြန်ချက်ချင်းလေးပဲလीနော်ဆိုတဲ့အခါကျတော့ဒီဆက်ရှိလက်မှတ်ကိုနှစ်ပြန်ဆွဲလိုက်ရင်ဒီချဲတို့ကတကိုက်ဖြစ်သွားပြီကဲဆက်ရှိလက်မှတ်ကိုတဝဝကြည့်အောင်ကိုလက်မှတ် အဲ့ဒါကိုဘာလို့ခေါ်မလဲဆိုတော့တထွာလို့ခေါ်တယ်ခြေတို့ကเนาะ၃တောင်ထွာတို့၄တောင်ထွာတို့ဆိုလို့ရှိရင်ဒီပေတန်နဲ့၃မြန်တိုင်းနဲ့၃တောင်တထွာဆိုရင်ကိုယ်လက်မှာပို့ပေးလိုက်ဦးမယ်ရမယ်เนาะ၄တောင်ထွာဆိုလို့ရှိရင်ပေတန်၄မြန်တိုင်းမဲ့၄တောင်တထွာဆိုရင်ကိုယ်လက်မှာပို့ပေးလိုက်ဦးမယ်ရမယ်เนาะဒီကိုယ်လက်မရဲ့တဝက်၄လက်မကွဲเนาะ၄လက်မကွဲဆိုလို့ရှိရင်ဘာကိုခေါ်လဲဆိုတော့တမိုက်၄လက်မကွဲဒီတမိုက်အဲတချို့တွေဆိုလို့ရှိရင်ခြမဲကို၄တောင်မိုက်ရောဝတ်တဲ့သူမျိုးပါတို့လေကြားဘူးတလားမသိဘူးเนาะဆိုတဲ့ခါကြလို့ရှိရင်ဒီထဲတော့ဒီပေတန်ရဲ့၄ပြန်တိုင်းလိုက်တယ်ပေါ့เนาะ လေးပြန်တိုင်းပြီးတော့မှနောက်ထပ်ဒီလက်မဟိုလေးလက်မခွဲတမိုက်ပြန်ရှော့ပြလိုက်တယ်ဒါဆိုလို့ရှိရင်လေးတောင်မိုက်ရော့ဖြစ်သွားပြီရမယ်နော်ဆိုတော့ပေတန်းရဲ့သဘောတရားကတော့အဲ့လောက်ပဲဒါဟိုဒီမှာတစ်ချက် sorry ဘယ်လိုပြထားသလဲဆိုတော့ဒီမှာเนาะပေတံမှတ်ဒီမှာ16လက်မရှိတယ်တလက်မကို8စိတ်လက်မဝက်ဆိုဘယ်နှစိတ်ပေါ့ဒီမှာပေတံရဲ့ပုံစံလေးပါဒီချေဆွဲပြထားတယ်အခေါ်ဝေါ်လေးတွေအကုန်လုံးကိုလည်းရှင်းပြထားတယ်เนาะဒီအောက်ကအခေါ်ဝေါ်တွေဒီ international အခေါ်ဝေါ်เนาะ international အခေါ်ဝေါ်အဲစင်တီမီတာကိုသုံးတဲ့နိုင်ငံတွေများတယ်အင်္ဂလန်တို့ထိုင်းတို့ဂျပန်တို့စင်တီမီတာသုံးကြတယ်ပေါ့เนาะအမေရိကန်လက်မပဲတုံးတယ်เนาะအမေရိကန်မှာတုံးတဲ့နီးဒီလက်မနီးဖြစ်ပါတယ်ဆိုတဲ့ခါကျသူတို့စီမှာသွားတယ်ကိုကတခြားသောဟိုပညာရပ်တွေဆက်ပြီးတော့လေ့လာတယ် အဲ YouTube Pinterest တို့မှာ tutorial တွေကြည့်မယ်ဘာညာဆိုလို့ရှင်လဲသူတို့ပြောတဲ့ခါကြလို့ရှင်ရင်မတိမှာဆိုလို့နော်ဒီလိုလေးတွေရေးထားတယ်ဒီလိုလေးပြောထားပြောထားတတ်တယ်လေးစိတ်ဆိုရင်တို့ရက၈ပုံ၃ပုံလို့ခေါ်တယ်၅စိတ်ဆိုရင်၅ပုံ၃ပုံထားပြီးတော့၆စိတ်ဆိုရင်၄ပုံရဲ့၃ပုံလို့ခေါ်ပါတယ်၇စိတ်ဆိုရင်၈ပုံရဲ့၇ပုံစသဖြင့်ဒီလိုမြင်းဆောင်ဒီလိုမျိုးစိုင်းလေးတွေနဲ့လာတဲ့ခါကြလို့ရှင်ရင်နားမလည်မှာဆိုလို့ထည့်ထားပြီးသားဖြစ်ပါတယ်နော်ဒါဆိုလို့ရှင်သင်ခန်းစာ၁ပြီးသွားပြီပေါ့နော်အဲသင်ခန်းစာ၂ရဲ့ဆက်နှင်းခြင်းမျိုးဒီချက်ထပ်ပြီးတော့သင်ပေးပါမယ်ကျေးဇူးပါရှင်